ဘေးစရာအခုချိန်မှာဖုန်းဝယ်ဖို့လည်းစဉ်းစားနေတယ်ကင်မရာကောင်းတဲ့ဖုန်းလေးတွေရကျင်တယ်ဆိုရင်ဈေးတန်းလိုက်ကင်မရာကောင်းတဲ့ဖုန်းလေးတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးမယ်ဒီနေ့ဗီဒီယိုမှာကျတော့ဒီ China version ဘတ်ထည့်ရကင်မရာကောင်းတဲ့အချမ်းရယ်နောက်ပြီးတော့ Global version ဘတ်ထည့်ရကင်မရာကောင်းတဲ့ဖုန်းတွေဆိုပြီးတော့နှစ်ခုခွဲပြီးပြောပြပေးမယ်အဲ့တော့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store တဘောတို့အနေနဲ့ဒီ China version တွေကဒီကင်မရာကောင်းတဲ့ဖုန်းတွေကြောင့်စပြီးတော့ပြောလိုက်အောင်ဆက်စချင်းဈေးနည်းဆုံးကစပြီးပြောလိုက်မယ်ဈေးနည်းဆုံး10သိန်းကျော်ဝင်ချင်မှာကင်မရာကောင်းတဲ့ဖုန်းကိုလိုချင်တဲ့ဆိုရင်ဘယ်ဖုန်း recommend ပေးလဲဆိုတော့ကျွန်တော်ကဒီ Redmi ရဲ့ Note 5 Pro Plus ကိုတော့ recommend ပေးတယ်ဒီဖုန်းကကင်မရာကောင်းတဲ့ဆိုတာကကြာတော့သူက12သိန်းဝင်ချင်မှာဒီ Tele Center နဲ့သူ့ရှိမှာရလိမ့်မယ်သူ့ရှိမှာပါတဲ့ camera specification ကဒီ50 megapixel main camera 50 megapixel Tele Center နဲ့8 megapixel ultra wide စုစုပေါင်း3ခုတုံးထားပြီးတယ် ဒီလိုမျိုးပေါ့နော်ဆယ်သိန်းကျော်ဝင်ကျင်မှာတယ်လီဆန်တာပါတဲ့အတွက်ကြောင့်ဘယ်လိုမျိုးနေရာမှာသွားတည်တာလဲဆိုတော့ကျွန်တော်ဒီ portrait တပ်ပုံတွေရိုက်တဲ့နေရာမှာတော်တော်ကြီးကိုတည်တာတယ်။တယ်လီဆန်တာပါတဲ့အတွက်ကြောင့်ဒီ portrait တပ်ပုံတွေရိုက်တဲ့နေရာမှာမပါတဲ့ဖုန်းတွေတက်ဆိုင်ဘိုခေးအဖက်တွေနောက်ပြီးတော့ကျွန်တော်ဒီပေါ့နော်ဇွန်နေပါဆွဲပြီးတော့ရိုက်တဲ့နေရာတွေမှာတည်တည်တတ်တာပို့ပြီးတော့အကောင့်လေးနောက်ပြီးတော့သူရှိမှပါတဲ့ main camera ကလည်းတော်တော်လေးမှအဆင်ပြေလို့ပြောရမယ်။ကျွန်တော်ဒီ daylight တွေမှာတပ်ပုံရိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်နေရောင်မရှိတဲ့ဒီ low light တွေမှာတပ်ပုံရိုက်တာဖြစ်ဖြစ်တော်တော်လေးအဆင်ပြေတယ်။ ဒါပေမဲ့ ultra wide ကကျတော့နည်းနည်းလေးအားနည်းတယ်လို့ပြောရမယ်။ဒီဒီလေးနည်းနည်းယော့သွားတော့ရှိတယ်။ဒါတော့ဒီဇင်းတန်းဝင်းကျင်မှာတော့ကျွန်တော်နည်းနည်းလေး neglect လုပ်ထားပြီးလို့ရတယ်။နောက်ပြီးတော့ selfie camera အနေနဲ့ဒီဖုန်းမှာက32 megapixel selfie camera ကိုတုံးထားပြီးတယ်။ ပုံထွက် quality တွေကတော့ဒီ Redmi ရဲ့ Note series အတိုင်းပဲအရင်ကြီးတော့အားရဖို့ကောင်းတဲ့ထဲမှာမပါဘူးဒါပေမဲ့အရင်နှစ်ကတည်းကဆိုင်တော့တော်တော်လေးတုတ်တက်လာတယ်လို့ပြောရမယ် color ပိုင်းတွေကစုစုတောက်တောက်လေးနဲ့တော်တော်လေးကြည့်လို့ကောင်းတယ်အခြားသောပိုင်းတွေနဲ့ဒီ Redmi ရဲ့ Note 50 series ကကြတော့အရင်နှစ်ကတည်းကဆိုင်ပို့ပြီးတော့အကျန်းခံလာအောင်သူရှိမှဒီ fiber glass တွေသုံးမိထားတယ်နောက်ပြီးတော့သူ့ရဲ့ဒီ display ကိုကြည့်လိုက်မယ်ဆိုရင်လေဒီဖုန်းရဲ့ display ကဒီ quad cut display နေနဲ့ဆိုတော့တော်တော်လေးကြည့်လို့ကောင်းတဲ့နေရာမှာပါတယ် ောက်ပြီးတော့ဒီ AMOLED panel တွေ 120Hz တွေနောက်ပြီးတော့ P brightness ကလည်းတော်တော်များများပါတာဆိုတော့နေရောင်ထဲမှာဖုန်းသုံးမယ်ဆိုရင်တော့ display screen လေးเนี่ยတော်တော်လေးအဆင်ပြေလို့ပြောရမယ် performance ကဒီ standard ကို7နဲ့ Gen 4ကိုတုံးထားပြီးတယ်နောက်ပြီးတော့ speaker ဘိုင်းမှာဆိုလည်း stereo speaker ကိုတုံးထားပြီးတာ၄နောက်ပြီးတော့ဒီ adaptive fingerprint sensor တွေကိုတုံးထားပြီးတာကဒီ Redmi ရဲ့ Note 5 Pro Plus ကဒီ10သိန်းတော့ဝင်ချင်မှာ camera လည်းကောင်းအောင်မယ်နောက်ပြီးတော့ဒီအခြားသောဘိုင်းနေနဲ့ display ဘိုင်းနေကောင်းလာလို့ခြင်းနဲ့ design ဘိုင်းနေအကျန်းခံမှုဘိုင်းနေလည်းတော်တော်လေးအဆင်ပြေခြင်းနဲ့နောက်ပြီးတော့ battery ကြီးကြီးပါတာလို့ခြင်းနဲ့လူတွေတော့ကတော့ဒီဖုန်းလေးကတော်တော်လေးအဆင်ပြေလို့ပြော ွားနောက်တစ်ဖုန်းလုံးဝကျတော့ဒီ10သိန်းကျော်လောက်တော့မဟုတ်ဘူးသူကတော့ဒီ15သိန်းဝန်းကျင်လောက်တော့ဖြတ်သွားပြီအဲ့ဒါကျတော့ဘာဖုန်းလဲဆိုတော့ဒီ China version 15သိန်းဝန်းကျင်မှာကင်မရာတော်တော်လေးကောင်းတယ် Xiaomi ရဲ့ CP4 Pro Xiaomi ရဲ့ CV series တွေကအရင်တည်းကဒီကင်မရာနဲ့တော်တော်လေးနာမည်ကြီးတဲ့ထဲမှာပါတယ်ဒီဖုန်းကလည်းတော်တော်လေးမှအဆင်ပြေတယ်ဒီဖုန်းမှာကတော့ဒီအရှိကပြောခဲ့တဲ့ Redmi ရဲ့ Note 5 Pro Plus မှာလိုပဲကျွန်တော် Tele Center တွေပါတယ်ဒါပေမဲ့ဒီဖုန်းမှာထူးခြားသွားတာကတော့သူက Leica နဲ့ collaboration လုပ်တာဖြစ်တဲ့အတွက်ကြောင့် Leica color လေးနဲ့တပုံရိုက်လို့ရတယ်နောက်ပြီးဒီ CV series ကအစားကလေးရမှဒီ main ကလေးတွေသဘောကျတဲ့ဘက်ကိုသွားတာဆိုတော့သူရှိမှထွက်တဲ့ဒီကင်မရာပုံထွက်ကလည်းမင်းကလေးရဲ့သဘောကျလောက်တဲ့ကာလာအမျိုးအစားလေးတွေစိုးစိုးတောက်တောက်လေးတွေနောက်ပြီးတော့ဒီဒီကောင်းကောင်းလေးတွေကိုထွက်တယ် နောက်ပြီးတော့ selfie camera ကလည်းဒီဖုန်းမှာက32 megapixel ဂျူရဲ့ selfie camera ကိုသုံးထားပြီးတာဆိုတော့ဒီ14သိန်းဝန်းကျင်မှာဒီ CV4 Pro ရဲ့ဒီ selfie camera ပုံထွက် quality ကတော်တော်လေးမိုက်တယ်မသိရင်ဒီ main camera နဲ့ရိုက်ထားတဲ့ပုံထွက်နီးလီလာကိုပေးတယ်နောက်ပြီးတော့ဒီ performance ဘိုင်းမှာဆိုလည်းဒီဖုန်းမှာက Snapdragon 8 Gen 3လိုမျိုး SoC ကိုသုံးထားပြီးတာဆိုတော့ flagship level SoC performance နီးလီကိုဒီဖုန်းမှာထုတ်ပေးတယ်အဲ့တော့မိတ်ဆွေရဒီ14သိန်းဝန်းကျင်မှာကင်မရာလေးတဲ့ကောင်းတာလေးလိုချင်တယ်။နောက်ပြီးတော့ performance လေးရတယ်သူ့ဘာနဲ့သူအဆင်ပြေရမယ်ဆိုရင်တော့ဒီ Xiaomi ရဲ့ CV4 Pro ကတော်တော်လေးအဆင်ပြေတယ်။ နောက်ပြီးတော့ဒီအခြားသောဘိုင်းအနေနဲ့ဒီ Xiaomi ရဲ့ CB4 Pro ကကျွန်တော်တို့ဒီပေါ့နော်ကင်မရာဘိုင်းလည်းသူ့မှာတော်တော်လေးကောင်းတယ်။နောက်ပြီးတော့ဒီဖုန်းရဲ့အဓိကအားသာချက်တစ်ခုကတော့သူ့ရဲ့ design ဘိုင်းနဲ့လက်ထဲမှာကိုင်းရတဲ့ hand feeling ကတော်တော်လေး premium ဆန်တဲ့ဘက်ကိုသွားတယ်။တိတိကျကျလေးနဲ့တော်တော်လေးကိုင်လို့ကောင်းတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီဖုန်းမှာကအားနည်းချက်ကတော့တစ်ခုတော့ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့ရှိမှာပါတဲ့ battery ကဒီ6800 mAh battery ကနည်းနည်းလေးသေးတဲ့ထဲမှာတော့ပါတယ်။အဲ့တော့ battery ဘိုင်းကိုကြည့်မယ်ဆိုရင်တော့ဒီဖုန်းကနည်းနည်းလေးအားနည်းချက်ထဲမှာရှိတယ်။ ဒါပေမဲ့ဒီဖုန်းကဒီ14သိန်းဝန်းကျင်မှာမိတ်ဆွေအားကင်မရာကိုတော်တော်လေးကောင်းအောင်မှလိုချင်တယ်။နောက်ပြီးတော့ selfie ကင်မရာလည်းတော်တော်လေးကောင်းအောင်မယ်။နောက်ပြီးတော့ဒီ SOC ဘိုင်းနေ big quality ဘိုင်းနေ design ဘိုင်းလေးလည်းတော်တော်လေးကောင်းတာလိုချင်တယ်ဆိုရင်တော့ဒီ Xiaomi ရဲ့ CB4 Pro ကတော်တော်လေးပွဲလို့ကောင်းတယ်။ basic ကကျွန်တော်ရှိမှပြောခဲ့တယ် CB4 Pro သဘောတော့ကျတယ်။ဒါပေမဲ့ battery ကနည်းနည်းနည်းလို့တိတ်ပြီးတော့သဘောမကျဘူးဆိုရင်တော့ကျွန်တော်ကဒီပေါ့နော်ဈေးနည်းနည်းထပ်သုံးလိုက်။သုံးလေးလောက်နည်းနည်းပို့စိုက်ပြီးသုံးလိုက်မယ်ဆိုရင်တော့ဒီ Xiaomi ရဲ့ CB5 Pro ကိုဝယ်မယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်။ ဒီ Xiaomi ရဲ့ CB5 Pro ကကင်မရာပိုင်းမှာကြည့်လိုက်မယ်ဆိုရင်တော့ဒီသုံးမိထားတဲ့ sensor တွေ tele sensor ပါတာတွေနောက်ပြီးတော့ဒီ Leica နဲ့ collaboration လုပ်ထားတာတွေကဒီ Xiaomi CB4 Pro နဲ့အတူတူပဲဒါပေမဲ့ဒီဖုန်းမှာတိတိတသားတိုးတက်သွားတဲ့အချက်နှစ်ခုကကြတော့ ။ဘာလဲဆိုတော့သူရှိမှာပါတဲ့ performance SOC ကကြတော့စနတ်တကုံကို ASUS Gen 4လိုမျိုး SOC ကိုသုံးပေးထားဆိုတော့ CV4 Pro နဲ့ရှင်မဲ့ဆိုရင်တော်တော်လေးမှဒီ performance ကပိုပြီးတော့တဆင့်မြင့်ပြီးတော့ပိုကောင်းသွားတယ်။နောက်ပြီးတော့ဒီ battery ဘိုင်းမှဆိုရင်လည်းဒီ CV4 Pro နဲ့ရှင်မဲ့ဆိုရင်ဒီဖုန်းမှာကတော်တော်လေးကြီးတဲ့ battery က6000 mAh battery အကြီးပါတာဆိုတော့ battery ဘိုင်းမှအရင်နှစ်ကတည်းကဆိုင်အများကြီးပိုပြီးတော့တိုးတက်သွားတယ်။ဒီ CV4 Pro လည်းသဘောကျတယ်။ battery မခံလို့မတုံးကျင်ဘူးဆိုရင်တော့ဒီ CV5 Pro လေးကတော်တော်လေးအဆင်ပြေလို့ပြောရမယ်။ နောက်ပြီးတော့ကင်မရာပိုင်းလေးဒီဖုန်းကတော်တော်လေးမိုက်တယ်နောက်ထပ်ဖုန်းလုံးကကျတော့မိတ်ဆွေရပါတော့ဒီကင်မရာကောင်းတာလေးကိုလည်းလိုချင်တယ်ဒါပေမဲ့ price to performance ပိုဖြစ်တာကိုလိုချင်တယ်ဆိုရင်တော့ဒီ18သိန်းဝန်းကျင်ကဒီ Redmi ရဲ့ K80 Pro တော့ recommend ပေးချင်တယ်ဒီဖုန်းမှကျတော့သူရှိမှာပါတဲ့ SoC ကလည်းဒီရှိရပြောခဲ့တဲ့ဖုန်းတွေတက်ရှင်ပဲဆိုရင်တော်တော်လေးမှပို့ပြီးတော့ကောင်းတယ်စမ်းတက်ကွန် 8E SoC ကိုတုံးထားပြီးတယ် နောက်ပြီးတော့ကင်မရာဘန်းကိုကြည့်လိုက်မယ်ဆိုရင်လေဒီဖုန်းမှာက50 megapixel main camera 50 megapixel tele sensor နဲ့32 megapixel ultra wide ကိုတုံးထားပြီးတာဆိုတော့ဒီဖုန်းက price to performance ကောင်းတဲ့ဖုန်းတွေထဲမှာဆိုရင်ကင်မရာတော်တော်လေးမိုက်တယ်လို့ပြောရမယ်နောက်ပြီးတော့ကျွန်တော်ဓာတ်ပုံတွေပါဆန်းရိုက်ကြည့်ရတဲ့အထားမျိုးပါလေဒီ tele sensor ပါတာဖြစ်တဲ့ကြောင့် 2h ဒါမှမဟုတ် 3h လောက်ထိကိုကျွန်တော်ဒီ zone လေးပါဆွဲပြီးရိုက်တဲ့အချိန်မှာဒီ detail တွေကတော်တော်လေးကိုကျန်သေးတယ်နောက်ပြီးတော့ main camera နဲ့ဓာတ်ပုံရိုက်တဲ့နေရာမှာလည်း ် right to performance ကောင်းတဲ့ဖုန်းနေနဲ့ရှင်မယ်ဆိုရင်သူကခေါင်းလုံးတာပြီးတော့ပိုကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်။နောက်ပြီးတော့ ultra wide တက်ဖို့နေရိုက်မယ်ဆိုရင်လည်းအခြားဖုန်းတွေမှာလို့ဒီ8 megapixel လောက်ထည့်ပေးထားမှာမဟုတ်ဘဲနဲ့သူရှိမှာက32 megapixel ultra wide camera ကိုထည့်ပေးထားဆိုတော့ဒီ main camera နဲ့ရိုက်တဲ့ပုံထွက်နီးနီးလောက်ကိုဒီ ultra wide နဲ့ရိုက်မယ်ဆိုရင်လည်းဒီ detail တွေကကောင်းကောင်းမွန်မွန်ကျန်သေးတယ်။အဲ့တော့ဒီ Redmi ရဲ့ KAD Pro ကကြတော့ဒီ price to performance ကောင်းတဲ့ဖုန်းတစ်လုံးကိုလည်းလိုချင်တယ်။နောက်ပြီးတော့ camera လည်းကောင်းရမယ်ဆိုတဲ့လူတွေကတော့ဒီ18နဲ့ဝင်ချင်မှာတော်တော်လေးရွေးတင်တယ်လို့ပြောရမယ်။နောက်ဆုံးအနေနဲ့ဒီ China version ဖုန်းထဲမှာဒီ ီ price to performance ဖြစ်ပြီးတော့ကင်မရာအရန်ကောင်းတဲ့ဖုန်းကိုလိုချင်တယ်ဆိုရင်တော့အခုလက်တော်မှာအစ်ထွက်ထားတဲ့ Redmi ရဲ့ K90 Pro Max ကိုတော့ recommend ပေးခြင်းတယ်ဒီဖုန်းကကြတော့ပေါ့နော်ဒီဖုန်းရဲ့ဈေးနှုန်းကကြတော့20ကျော်လောက်မှတော့သွားတယ်30နီးနီးလောက်တော့နည်းနည်းလေးကတ်တယ်ဒါပေမဲ့ဒီဖုန်းမှာပါတဲ့ဒီပေါ့နော် camera performance ကဒီ price to performance ကောင်းတဲ့ဖုန်းတစ်လုံးဆိုတာဟုတ်ကောဟုတ်ရဲ့လားဆိုတော့မေးယူရမယ့်အနေအထားမှာရှိတယ် သူရှိမှပါတဲ့ကင်မရာတွေကကြတော့ဒီ Fairbee Mega ပဲတဲ့ main camera Fairbee Mega ပဲစဲ periscope tele sensor နဲ့ Fairbee Mega ပဲစဲ ultra wide camera ကိုသုံးထားပြီးတယ်ဒီဖုန်းမှာက periscope sensor ပါတာဖြစ်တဲ့အတွက်ကြောင့်သူရှိမှကဒီ 5x ကို optical zoom ဆွဲပြီးတော့ရိုက်လို့ရတယ် နောက်ပြီးတော့ဒီ10 stock ကိုလည်းဒီ lossless ဆုံးဆွဲရိုက်လို့ရတာဆိုတော့ price to performance ကောင်းတဲ့ဖုန်းတွေထဲမှာဆိုရင်ဒီဖုန်းက camera အကောင်းဆုံးနီးနီးလောက်ကိုဒီဖုန်းကပေးတယ်။နောက်ပြီးတော့ဒီဖုန်းမှာကထူးခြားသွားတာကကြတော့ဒီနေ့မှအသက်ထက်ပေးလိုက်တဲ့ဒီ sound mic boost ကလုပ်ပေးတဲ့ဒီ woofer ကြီးကဒီဖုန်းရဲ့ကြောပတ်ချမ်းမှာပါတာဆိုတော့အခုလိုမျိုးကထင်ရာလီနဲ့တော်တော်လေး mic တယ်လို့ပြောရမယ်။အနေနဲ့တော့စတာပေါ့နော်။သူရဲ့ဒီ woofer ကနေပြီးအတန်ထွက်တာကိုကျွန်တော်စမ်းကြည့်တဲ့နေရာမှာ တော်တော်လေးဥမာမိုက်တယ်ဗောနော်ကျွန်တော်ဒီ beast တန်တွေပါရေကိုကောင်းကောင်းမုံကြာတယ်အတန်ထွက်ကလည်းဒီ tamen ဖုန်းနေနဲ့ရှင်းမယ်ဆိုရင်တော်တော်လေးမှကျဲပြီးတော့မသိရင်ဒီ bluetooth speaker တစ်လုံးကထွက်တဲ့အတန်ထွက်နီးနီးလောက်ကိုကျဲတယ်နောက်ပြီးတော့ performance ဘိုင်းမှာဆိုရင်လည်းဒီ Redmi ရဲ့ K90 Pro Max မှာကကြာတော့ standard ကောင် 8E Gen 5လိုမျိုးလုံးဝ latest flagship SoC ကိုတုံးထားပြီးတာဆိုတော့ မင်းစိကဒီ30ကျော်30ဝင်းကျင်မှာလုံးဝ flashin level performance တစ်ခုလေးလိုချင်တယ်ကင်မရာဘိုင်းလည်းတော်တော်လေးကောင်းအောင်မယ်နောက်ပြီးတော့ speaker တော်တော်လေးမှကောင်းတဲ့ phone တစ်လုံးလိုချင်တယ်ဆိုရင်တော့ဒီ Redmi ရဲ့ K90 Pro Max ကိုကဝယ်သင့်တယ်လို့ပြောရင်လည်းကျွန်တော်တို့ global version phone တွေပဲကြောင်းဆက်ပြီးတော့သွားလိုက်အောင်အဲ့တော့ဒီ global version phone တွေတည်းကကင်မရာကောင်းတဲ့ phone တွေကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ10သိန်းဝင်းကျင်လောက်နဲ့ဆိုရင်တော့တိတ်ပြီးတော့မရဘူး10သိန်းဝင်းကျင်လောက်မှာဆိုရင်တော့ဒီ Infinix တို့ Tecno တို့အဲဒီလိုမျိုး phone brand တွေတည်းရောရမယ် ကိုကအဲ့လိုမျိုး brand တွေတည်းကမကြိုက်ဘူးဆိုရင်တော့ maybe 14သိန်း15သိန်းဒီလောက်တော့သုံးပါရလိမ့်မယ်ဒီ14သိန်း15သိန်းဝင်ချင်မှာ camera တော်တော်လေးကောင်းတဲ့ဒီ global version phone ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်က honor 400တော့ recommend ပေးချင်တယ်ဒီဖုန်းမှာသုံးထားပေးတာကကြတော့ဒီ 200MP main camera နဲ့ backup ကလည်း ultra wide စုစုပေါင်းနှလုံးနဲ့ပါတယ် ဒါပေမဲ့ဒီဖုန်းမှာတုံးထားပြီးတဲ့ main key တွေမှာကကြတော့ကျွန်တော်စမ်းဘူးတမျှပေါ့နော်ဒီ14သိန်း15သိန်းဝန်းကျင် global version ဖုန်းတွေထဲမှာဆိုရင်တော်တော်လေးကောင်းနေတဲ့တော့ပါတယ်ကာလာရီကကြတော့သူကဒီဆူဆူတောက်တောက်ဘက်ကိုမသွားဘဲနဲ့ဒီနည်းနည်းအဝိုင်အောင်ဘက်တန်းတဲ့ဘက်ကိုသွားတယ်နောက်ပြီးတော့သူရှိမှာကကြတော့ဒီပြင်သစ်ကဒီနာမည်ကြီးပေါ့နော်ဒီကာလာကုမ္ပဏီလားမသိဘူးဒီနာမည်တော့ကျွန်တော်မေ့သွားပြီအဲ့ကာလာကုမ္ပဏီနဲ့ပေါင်းပြီးတော့ဒီပေါ့နော် preset လေးပေါ့နော်ကာလာ preset လေးလုပ်ပြီးတော့ရရတာလေ ော်တော်လေးမှအရသာရှိတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ selfie camera ဘိုင်းမှာဆိုလေဒီဖုန်းမှာကဒီ15 megapixel selfie camera သုံးထားပေးတာဆိုတော့ဒီ delay တွေကတော်တော်လေးမှမိုက်တယ်။နောက်ပြီးတော့ဒီဖုန်းက global version 14သိန်း15သိန်းဝန်းကျင်မှာဆိုရင် selfie camera တော်တော်လေးကောင်းတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီဖုန်းမှာကဒီကင်မရာကောင်းတာကကျတော့သူ့ရဲ့ဒီ hardware specification တခုလည်းမဟုတ်ပဲねသူ့ရှိမှာကဒီကင်မရာနဲ့ပတ်သက်တဲ့ AI တွေအများကြီးပါတယ် တို့ဒီပုံနေဖြောက်ချင်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်ဓာတ်ပုံနေရိုက်တဲ့အခါမှာအရန်ကို close shot ဖြတ်သွားလို့ဘေးက background တွေမပါတဲ့ဟာကိုကချဲ့ချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေချဲ့ချင်နေဆိုလေဒီ owner လေးကမှပါတဲ့ AI feature တွေနဲ့ကောင်းကောင်းမွန်မွန်လုပ်လိုက်လို့ရတယ်ဒီချက်ကကြတော့အခြားဖုန်းတွေတက်ရှင်းမဲ့ဆိုရင်တပန်းသွားပြီးတော့တာတယ်လို့ပြောရမယ်နောက်ပြီးတော့သူရှိမှသုံးထားပြီးတဲ့ performance ကကြတော့ Snapdragon 7 Gen 3ကိုသုံးထားပြီးတာဆိုတော့ဒီဖုန်းကဒီ global version ဖုန်းတွေထဲမှာဆိုရင် price to performance တော်တော်လေးဖြစ်တယ်လို့ပြောရမယ်နောက်ပြီးတော့သူရှိမှကကြတော့ design မှန်ကိုကြည့်လိုက်မယ်ဆိုရင်လည်း ကျွန်တော်ဒီရိုးရိုးရှင်းရှင်းလေးနဲ့မှာတော်တော်လေးမှလှတယ်ဆိုတဲ့ဒီဇိုင်းဘက်ကိုတွားတယ်။နောက်ပြီးတော့ဒီဖုန်းမှာအဓိကအားသာချက်တစ်ခုဖြစ်သွားတာကြတော့သူ့ရဲ့ဘက်ထရီကဒီ6000 mAh ပေါ့မှာအပြောင်းအလဲမှုဒီ80ဝက်လောက်ကြီးပေးတယ်။ဒီဖုန်းကကြတော့လေဒီဘက်ထရီကတော်တော်လေးကြီးရယ်ဆိုပေမဲ့လက်ထဲမှာကိုင်းရတာကတော်တော်လေးတက်တောက်တက်တာဖြစ်တဲ့နေရာမှာပါတယ်။ဒီဇိုင်းဘက်လေးကလည်းတော်တော်လေးရိုးရိုးရှင်းရှင်းလေးဖြစ်တယ်။ အဲ့တော့ဒီဖုန်းကကြတော့ဒီ14သိန်း15သိန်းဝင်ကျပါမိတ်ဆွေရဒီ global version ဖုန်းနဲ့ရလဲလိုချင်တယ်ကင်မရာလည်းကောင်းအောင်မယ်နောက်ပြီးတော့ AI feature စုံစုံလေးလေးနဲ့ performance ကလည်းမဆိုးဘူးနောက်ပြီးတော့ battery လည်းခက်ကြီးကြီးပါတယ်ဖုန်းတလုံးလိုချင်တယ်ဆိုရင်တော့ဒီဖုန်းကတော်တော်လေးအဆင်ပြေတယ်နောက်ထပ်တစ်လုံးကကြတော့မိတ်ဆွေရရှေ့ရပြောခဲ့တဲ့ဒီ honor 4ရောက်တော့သဘောကျတယ်ဒါမဲ့ဒီ base model ဖြစ်လို့မလိုချင်ဘူးဈေးကလည်းပိုပြီးတော့တက်နိုင်တယ်ဆိုရင်သိန်း30ဝင်ကျင်ပါဆိုရင်ဒီကောင်းရဲ့အကိုကြီး honor 4 pro ရှိတယ် ဒီ Honor Lea Pro ကကင်မရာပိုင်းမှာဆိုရင်တော့ဒီ Honor Lea တဲ့ဆိုင်ရင်ပို့ပြီးတော့ထူွားရတယ်တော့သူရှိမှာကဒီ50 megapixel ဒီ tele sensor ပါလာတဲ့အချက်အာဒီလိုမျိုး tele sensor ပါတော့ကျွန်တော်ရှေ့ရပြောနေလို့ပဲပေါ့နော်ကျွန်တော်ဒီ zone တွေပိုင်းဆွဲရိုက်ပြီးနေရာမှာဖြစ်ဖြစ်ဒါမှမဟုတ်ဒီ portrait တပ်ပုံတွေရိုက်တဲ့နေရာမှာဖြစ်ဖြစ်တော်တော်လေးမှအားသာဝါတယ်လို့ပြောရမယ်နောက်ပြီးတော့ဒီဖုန်းမှာတိတိတတ်တာတုတ်တော်ဝါရတော့သူရှိမှာပါတဲ့ SOC က flash level SOC စနက်တကော8 gen 3ကိုတုံးထားပေးတာလေတော်တော်လေးမှမိုက်တယ် နောက်ပြီးတော့ battery bank ကိုကြည့်လိုက်မယ်ဆိုရင်လည်းဒီဖုန်းကရှိရပြောခဲ့တဲ့ဒီ owner 400လို့ပဲ6000 mAh battery မှာ100 watt fast charge ကို support ပေးတာဆိုတော့တော်တော်လေးမှမြန်တယ်လို့ပြောရမယ်။ဒါပေမဲ့ထူးခြားွားတာကြတော့သူရှိမှာကဒီ50 watt wireless charging မှာ support ပေးတဲ့တစ်ချက်ကတော့မိုက်တယ်။ဒီလိုမျိုး wireless charging power လို့သူရှိမှာကဒီ big quality ဘိုင်းလည်း owner 400တဲ့ဆိုင်ပို့ပြီးတော့ကောင်းတယ်။ owner 400မှာလို့ဒီပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒီဟိုအောင်မသုံးမိတော့ဘူး။အဲဒီကောင်မတုံးမိတော့မယ်နဲ့သူရှိမှာကကြတော့ဒီအလူမီနီယံဖရိန်းတွေမှာ glass mat ကိုတုံးထားပြီးအချက်ကလည်းမိုက်တယ် အဲ့တော့ဒီဖုန်းကပေါ့နော်ဒီ30တောင်ဝင်ချင်မှာကင်မရာတော်လေးကောင်းတာလိုချင်တယ် performance ကလည်းဒီ flagship level နီးနီးလောက်ပေးတဲ့ performance ကိုလည်းလိုချင်တယ်နောက်ပြီးတော့ဒီ AR feature စုံစုံလင်းသုံးချင်တာ၄နောက်ပြီးတော့ဒီ flagship feature လို့ပြောရမယ်ဒီ wallet charging နဲ့သုံးချင်တယ်ဆိုရင်တော့ဒီ Honor 400 Pro လေးကတော်တော်လေးမှမိုက်တယ်လို့ပြောရမယ်နောက်ဆုံးဒီ global version ဖုန်းထဲမှာကင်မရာကောင်းတဲ့ဖုန်းကိုလိုချင်တယ်ဆိုရင်တော့ခုနကဒီ Honor 400 Pro နဲ့ဒီ price range ကအတူတူနီးပါးလောက်မှာရတယ်ဒီ Huawei ရဲ့ Pure 8D ကို recommend ပေးခြင်းတယ် ဒီ viewer ID ကြောင့်ကျွန်တော်ရှေ့မှာလဲ full review အရှိန်လို့ပေးပါပြီအမှန်လဲသွားကြည့်လို့ရတယ်ဒီမှာကြောင့်နည်းနည်းအတူချုံပြီးပါပဲကျွန်တော်ပြောပြလိုက်မယ်ကင်မရာဘိုင်းမှာဆိုရင်ဒီဖုန်းကဒီပေါ့နော်ဒီ30ဝင်းကြီးအထားဖုန်းနေနဲ့ရှင်မဲ့ဆိုရင်သူ့ရဲ့ camera specification ကတော်တော်လေးထူးခြားတယ်ထဲမှာပါတယ်သူရှိမှာကဒီ face recognition main camera ကိုမှ variable အပါချာကိုရတယ်နောက်ပြီးတော့ဒီရှိမှာ twelve megapixel periscope tele sensor ကိုတုံးထားပြီးတယ်။နောက်ဆုံးအနေနဲ့ကျတော့ဒီ thirty megapixel ultra wide တို့တုံးထားပြီးတယ်။ ပုံထွက် quality ကတော့ကျွန်တော် full review မှာတည်တည်ချာချာပြောပြီးသွားဆိုတော့ဒီမှာတော့ဒီ color ကနည်းနည်းလေးဆူဆူတောက်တောက်ဘက်ကိုသွားတယ်အဝိုင်ရောနည်းနည်းဘက်ကိုသွားတာတော့ကျွန်တော်ပြောပြပေးလိုက်မယ် selfie camera ကတော့ဒီဖုန်းမှာက30 megapixel selfie camera ကိုသုံးထားပြီးရယ်ဒီဒီဘိုင်းမှာတော့နည်းနည်းလေးအားနည်းချက်တွေရှိတယ်ချက်တဲ့ဘိုင်းမှာတော့အရန်ကြီးကိုစိတ်ပူရတဲ့ထဲမှာတော့မပေါ့နောက်ပြီးတော့ဒီ SOC ဘိုင်းမှာဆိုရင်တော့ဒီဖုန်းမှာက Kirin ရဲ့ 910S ဆိုတဲ့ performance ကိုသုံးထားပြီးရယ်ဒီ SOC ရဲ့ performance ကကျွန်တော်ဒီ Snapdragon 7 Gen 3နဲ့ဒီ7 Gen 4ကြားထဲမှာရှိတာဆိုတော့ ဒီ mirroring SoC ထဲမှာဆိုရင် price to performance တော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ Huawei ရဲ့ Pure 8D မှာကျတော့ battery ပိုင်းမှာဆိုရင်ဒီကောင်းမှာဒီ9180 battery ကိုတုံးထားပြီးတယ်။နောက်ပြီးတော့သူရှိမှာကဒီအပြန့်သွင်းမှုကို 67W ကို support ပေးတယ်။နောက်ပြီးတော့ဒီ wireless charging ကိုလည်း 50W လောက်တိ support ပေးတယ်။အဲ့တော့ဒီဖုန်းကကျတော့ဒီပေါ့နော်ဒီ30ဝန်းကျင်မှာ performance အကောင်းရကျတော့ဒီ mirroring performance လောက်နဲ့အဆင်ပြေတယ်။ဒါပေမဲ့ဒီ camera ဘိုင်းနေဒီ design ဘိုင်းနေ နောက်ပြီးတော့ဒီပေါ့နော်ဒီ battery ပိုင်းတွေမှာတော့လုံးဝ flash level လိုချင်နေဆိုရင်တော့ဒီ Huawei ရဲ့ Pure 80ကတော့ recommend ပေးတယ်။အဲ့တော့ဒီ video လေးကဈေးတန်း light camera ကောင်းတဲ့ဖုန်းတွေကြောင့်ဒီ China version နဲ့ global version ခွဲပြီးတော့ပြောပြပေးတာဖြစ်ပါတယ်။ အခုကျွန်တော်ဒီ VRAM မှာပြောပြခဲ့တဲ့ဖုန်းတွေအကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော် page မှာဒီဖုန်းတွေနဲ့ပတ်သက်တဲ့ full review video တွေအများကြီးလုပ်ပေးထားတယ်။အမှသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်အခုတက်ပို့ပြီးတော့ဆုံဆုံလင်းလင်းဖြစ်တဲ့အကြောင်းအရာတွေတော့တွေ့ရလိမ့်မယ်။အဲ့တော့မဲဆွေအနေနဲ့ဆိုရင်တော့အခုကျွန်တော်ပြောခဲ့တဲ့ဖုန်းတွေကိုကိုင်ကြည့်ပြီးဝါရီလား၊သဘောကျတဲ့အချက်တွေရှိလား၊ဒါမှမဟုတ်ဘယ်အချက်တွေသဘောမကျဘူးလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်လို့ပြောနေပဲ။အားလုံးကြည့်တဲ့နေကျွန်တော်ခက်ပါ။ Yangon Mobile Store